ဒီဝမ်းနဲ့ကြေကွဲမှုပေါ့နော် grief အဲ့တော့ grief ကတော့ဒီမှာတို့အမျိုးစုံပြောကြတာပဲ grief က grief ဆိုတာမျက်နှာစာတွေအများကြီးရှိရပေါ့နော် relationship ပြတ်တယ်ဆိုရင်လည်းဒါ grief ပဲပေါ့လေအဲ့လိုပြောကြတာပဲနော်ဒါပေမဲ့ဒီမှာကျမအဓိက focus လုပ်ချင်တဲ့ grief ကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ချစ်တဲ့ခင်တဲ့သူတွေကွဲလွန်သွားတဲ့အခါမှာနော်ပူဆွေးဝမ်းနဲ့မှုတွေနဲ့ကြံခဲ့တယ်နော်အဲ့အဲ့ဒီဒါလေးကိုကျမဒီထောက်မှာတော့အဓိက focus လုပ်ချင်တာပေါ့လေနော် အဲ့တော့ကျမတို့စီမားကဒီဝန်နဲ့ကြေကွဲမှုပေါ့နော် greed ဆိုတာက ကျမတို့ရှောင်ထွေးလို့ရတဲ့အရာမဟုတ်ဘူးအဲ့တော့ကိုကအသက်ရှင်နေအောင်မယ်ဆိုလို့ရှိရင်ကိုချစ်ခင်ရတဲ့သူတွေကိုခွဲခွာသွားတာကိုလေကိုကကြုံရမှာပဲဖြစ်တယ်သူတို့ထက်အသက်ရှင်ပြီးနေရတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဝန်နဲ့ကြေကွဲရဲ့နော်ဒီ greed ဆိုတာကိုကျမတို့ ြောရမယ်ဆိုလို့ရှိရင်တော့မခံစားစေချင်ဘူးပေါ့နော်ဘယ်သူမှမခံစားစေချင်ဘူးအဲ့လိုမျိုးတွေးကြရမယ်နော်မခံစားရရင်ကောင်းမှာပဲဒီခံစားချက်ကဒါပေမဲ့ကျမတို့သူ့ကိုကျမတို့လုံးဝရှောင်ခွဲလို့မရဘူးပေါ့နော် greed ဆိုတာကျမတို့လုံးဝရှောင်ခွဲလို့ရတဲ့အရာမဟုတ်ဘူးအဲ့တော့ကျမတို့လုံနိုင်တဲ့အရာတွေကဘာလဲပေါ့နော်အဲ့ဒါကိုဒီ talk လေးမှာပြောပြခြင်းနဲ့ပေါ့ဘာလို့လဲဆိုလို့ရှိရင် ကျမဆိုလို့ရှိရင်အခုအသက်40ကျော်သွားပြီအဲ့40ကျော်တဲ့အချိန်မှာကျမဒီထုတ်ကိုကျမ prepare လုပ်တဲ့အချိန်မှာကျမကိုယ်ကိုပြန်ပြီးစဉ်းစားမိရတယ်ရှိတယ်เนาะဘာလို့ကျမစဉ်းစားမိလဲဆိုကျမဘဝမှာဘယ်အချိန်နှုန်းကကျမကဒီတည်ခြင်းတရားပေါ့เนาะဒီ death ပေါ့เนาะဒါနဲ့အဲဘယ်အချိန်နှုန်းကကျမစပြီး engage ဖြစ်လဲပေါ့เนาะဘယ်တော့ကကျမစသိခဲ့တာလဲเนาะဘယ်လိုလူတွေပါလဲဘယ်လိုလူတွေ အဲထွက်ခွာသွားတဲ့အခါမှာကွယ်လွန်သွားတဲ့အခါမှာဘလူခံစားရလဲဘလူကြံခဲ့လဲပြီးရခါမှာသူတို့မသွားခင်အချိန်မှာကိုယ့်ရဲ့เนาะစိတ်ကိုယ့်ရဲ့နှလုံးသားเนาะဘလောက်ထိနာကျင်ခဲ့ရလဲဘလောက်ထိပင်မလဲသူတို့သွားပြီးရခါမှာဘလောက်ထိเนาะပူဆွေးဝမ်းနေပြီးတော့ကြံခဲ့ရလဲဆိုတော့ခံစားချက်တွေပေါ့เนาะဒါတွေကိုဒီမှာကိုယ်တိုင်းလည်းပြန်ပြီးတော့စဉ်းစားမိရယ်เนาะသူတို့မျက်နှာတွေလည်းကျွန်မမြင်ရအောင်မိရယ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့ဟို ကြာလေးမမိငါလဲတနေ့ဆိုလိုမျိုးပဲပေါ့လေနော်ဟိုဟိုသူတို့လည်းထွက်ခွာသွားတယ်အဲဒါပေမဲ့လည်းသူတို့ကိုလည်းဒီမှာတော့မမိပါဘူးနော်ကွယ်လွန်သွားတဲ့လူတယောက်ကိုမိပြဖို့ဆိုတာကလည်းဟိုဘလို့မှမဖြစ်နိုင်ပါဘူးနော်အဲ့တော့ဒါပေမဲ့ကိုလည်းတနေ့တော့လည်းဒီလိုမျိုးပဲသွားရမှာပဲပေါ့လေဒါတော့လည်းနှလုံးသွင်းမိရဲ့ဒါပေမဲ့ဒီ talk မှာကျွန်မကတရားနေဖြေပါတော့ပါတော့ဒါတွေကိုတော့ကျွန်မပြောမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ ဟိုတရားနဲ့ဖြေဖို့တရားနဲ့ဖြေတရားဆိုတော့ရှိရှိတာပေါ့လေတရားတရားသက်သက်ပေါ့နော်သူ့သူရှိတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာကိုယ့်ရဲ့ဟိုတကယ်ချစ်ခင်ရတဲ့သူတွေကွယ်လွန်သွားတယ်ဆုံးရှုံးရတယ်ဆိုတဲ့အခါမှာဖြေဖို့ဆိုတော့ကလည်းကျမတို့စီမှာအခက်ခဲတဲ့အခြေအနေမျိုးရှိရှိတတ်ပါတယ်နော်အထူးသဖြင့်တာဝန်အဲပုံကိုယ်ရည်အနေနဲ့ဆိုလို့ရှိရင်ဒါမဖြစ်နိုင်သေးဘူးပေါ့လေဒီလိုမျိုးလေကျမတို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဒီ talk ကကျမတရားချမဲ့ talk တော့မဟုတ်ဘူးဒါပေမဲ့ အဓိကပါဟိုကျွန်မပြောချင်တာလေပါဟို focus လုပ်ချင်တာလေဆိုတော့အဓိကကျွန်မတို့ကဒီ greed ဆိုတာကျွန်မတို့ရှောင်လွှဲလို့မရဘူးဒီ one day ကြွယ်မှုတွေเนาะပူဆွေးတော့ကရောက်တာတွေကရှောင်လွှဲလို့မရဘူးကျွန်မတို့ပေါ်ပါမှာဒါပေမဲ့ကျွန်မတို့သူနဲ့အတူဘယ်လိုမျိုးရှင်တွဲပြီးနေထိုင်မလဲပေါ့เนาะအဲ့အားလေးကိုကျွန်မဒီ talk ပြီးမှာကျွန်မပြောပြချင်ပါကျမတို့ကဒီ ဟာဒီပုံလေးကိုကြည့်ရဆိုလို့ရှိရင်ဒီမှာပလင်းလေးသုံးလုံးနဲ့မှာထည့်ထားတယ်နော်အလင်းမှာထည့်ထားတဲ့အလုံးကတော့ဗာလဲအလုံးအမင်းကြီးကတော့ဗာလဲဆိုလို့ရှိရင်အာ grief ပေါ့နော် grief ကိုပြောတာအဲ့တော့ကျမတို့တွေကထင်တတ်ကြတယ်နော်ဘလို့ထင်တတ်ကြလဲဆိုလို့ရှိရင်ဒီ grief ဆိုတာအချိန်တန်တဲ့အခါကျတော့ပျောက်ကွယ်သွားတာပဲနော် သိငယ်သွားတာပဲမှေးမိန်ဖြော့တော်သွားတာပဲနော်ပျောက်ကွယ်သွားတာပဲလို့ဒီမှာမထင်ကြအဲ့ကြောင့်မလို့ပထမပလင်း၃လုံးမှာဆိုလို့ရှိရင်ဘာကိုပြထားလဲဆိုလို့ရှိရင်ဘောလုံးအကြီး၃လုံးပြထားတယ်ပြီးရင်ခါမှာအဲ့ဘောလုံးကဘာဖြစ်သွားလဲဆိုတော့တပြေးပြေးသေးသွားတယ်နော်နောက်လုံးဝသေးသွားတယ်နောက်ပလင်းနေထက်ရှိအောင်မယ်ဆိုလုံးဝပျောက်သွားမှာပေါ့နော်လူရဲ့စိတ်ထဲမှာအဲ့လိုမျိုးထင်ကြတယ်နော်အဲ့လိုထင်ကြလို့လေကျမတို့ကပြောကြတာဗာလဲဆိုတော့တရားနေဖြစ်ဖို့အချိန်ကကုစားသွားမှာပါတို့ပါတို့ အဲ့လိုကျမတို့ပြောတတ်ကြတယ်ပေါ့နော်ဒီဟာတွေကအတိုင်းအတာတစ်ခုတည်းမမှန်ဘူးလားဆိုတော့လေမှန်ပါတယ်နော်မှားတယ်လို့လည်းပြောလို့မရဘူးဒါပေမဲ့တကယ်တမ်းမှာဘာဖြစ်လာတာလဲဆိုတော့တကယ်တမ်းမှာအဲ့ဒီ grief ပေါ့ကျမတို့တယောက်ယောက်ကွယ်လွန်သွားတယ်ကျမတို့ချစ်တဲ့သူတယောက်ကွယ်လွန်သွားတဲ့အတွက်ကြောင့်မလို့ကျမတို့စိတ်ထဲမှာကြံခဲ့တဲ့ဒီဝမ်းနည်းတဲ့ဝေဒနာလေးတစ်ခုပေါ့နော်အဲ့ဒီအရာသေးသွားတာမဟုတ်နော်အဲ့ဒီအရာမသေးသွားဘူး ။ဘာဖြစ်လာလဲဆိုကျမတို့ဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့အကြုံတွေကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာ emotional maturity လို့ခေါ်တဲ့ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကပိုပြီးရင့်ကျက်လာတယ်ဘဝအတွေ့အကြုံတွေများလာတယ်အလုပ်တွေများလာတယ်အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုအဲ့ဒီအရာတွေကတဖြည်းဖြည်းကြီ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 းလာတဲ့အတွက်ကြောင့်မို့အဲ့ဒီ grief မရှိတော့ဘူးလို့ထင်တာနော်တကယ်တော့ဘာဖြစ်လဲဆို grief ကအဲ့ဒီ size အတိုင်းပဲကျမတို့စီမှာ two သူ꿰လုံသွားတဲ့အတွက် क्वे လုံသွားပြီဖြစ်တယ်ကြောင့်ကျမတို့အဲ့အချိန်လေးကိုပြန်ပြီးတော့တွေးကြည့်တယ်ပေါ့နော်တွေးကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့စိတ်ထဲမှာအဲ့ဒီအဲ့ဒီ grief ဆိုတဲ့ဘောလေးပေါ့နော်အဲ့ဒါကရှိနေတော့မယ်ကျမတို့စီမှာကျမတို့လုံးဝပျောက်သွားမှာမဟုတ်ဘူးအဲ့တော့အဲ့ဒါကိုဘာနဲ့ပြလို့ရလဲဆိုလို့ရှိရင်ဥမာကျမအဖေဆိုလို့ရှိရင်အခုဆုံးတာ28နှစ်ရှိပြီကျမအဖေဆုံးတာကျမအဖေကအသက်45နှစ်မှာဆုံးတယ်အဲ့တော့အဲ့28နှစ်မှာ ဘာဖြစ်လာလဲဆိုကျမ16နှစ်တည်းမှာသူဆုံးလာလीနော်အဲ့ဒီခါကျတော့အဲ့ဒီမှာကျမဖြတ်တန်းလာခဲ့ဖြတ်တန်းလာခဲ့ဘဝအထွေထွေနေရှိရဲ့အဖြစ်ပြက်တွေရှိရဲ့နော်အဲ့ဒါတွေကညာလာတယ်ကြီးလာတယ်အတွက်ကြောင့်မလို့နော် grief မရှိတော့ဘူးအဖေကိုသတိမရတော့ဘူးဆိုတာမဟုတ်ဘူးလीနော်ရှိနေတော့မယ်အဖေအကြောင်းစဉ်းစားလို့ရှိရင်သူ့ကိုလွမ်းနေတော့မယ်နော်တယောက်ယောက်ကိုကျမတို့ကလွမ်းနေဆိုတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒါ grief ဖြစ်တာပဲ grief ဖြစ်နေတော့မှရှိတာเนาะအဲ့တော့ဗာလဲဆိုလို့ရှိရင် ဟိုဒီပုံလေးကိုကြည့်ရဆိုလို့ရှိရင် grief ကကျမတို့စိတ်ထဲမှာအမြဲတမ်းရှိနေတာဖြစ်တယ်။ဒါပေမဲ့ကျမတို့ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံတွေတော့များလာတယ်။စိတ်ပိုင်းဆိုင်ရာရင်းချက်မှုတွေများလာတဲ့အခါမှာသူကဘာဖြစ်သွားလဲ။သိငယ်သွားတယ်လို့ခံစားရတာ။တကယ်တော့သိငယ်သွားတာမဟုတ်ဘူး။ကျမတို့ကကြီးလာတာနော်အဲ့လိုမျိုးပေါ့။ grief is not a problem to be solved နော် grief ကဘာလဲဆိုလို့ရှိရင်ကျမတို့အတွက်ဖြည့်ရှင်းရမယ့်ပုံစံတစ်ခုမဟုတ်ဘူး။ grief ကိုကျွန်တော်ဖြေရှင်းလို့မရအောင်ဥမာဝန်ထဲကြည်ကွင်းမှုတွေရှိရဲအဲ့ဒါကြောင့်မို့ဒါကိုပျောက်ပြက်သွားစီခြင်းလေဒီဟာကိုမခံစားနိုင်ဘူးအဲ့ဒါကြောင့်မို့ဒါကိုပြဿနာတစ်ခုလို့ယူဆပြီးတော့ဒါကို solve လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါမှားတယ်နော်ကျွန်တော်ကသူ့ကို solve လုပ်လို့မရအောင်ဘာလို့သူကအမြင်ရှိနေမှာကျွန်တော်တို့ ਨੇ ဘဝတစ်ချောင်းလုံးရှင်တွဲပြီးတော့သွားမှာ grief အမျိုးဆုံးကျွန်တော်တို့စီမှာရှိနိုင်တယ်နော်အဲ့တော့ it's not a problem to be solved but an experience to be lived เนาะဘာလဲဆိုတော့ तू อ่ะ အတွေ့အကြုံတစ်ခုအနေနဲ့ရှင်တွဲပြီးတော့ကျမတို့ ਨੇ တောက်လျှောက်သွားမှာเนาะကျမတို့ရဲ့ဘဝအတွေ့အကြုံတစ်ခုပဲဖြစ်တယ်เนาะဆိုတော့ဒီ quote လေးကအမြဲတမ်းပဲအထိပယ်ရှိပါတယ်เนาะကျမတို့သူ့ကိုရှင်းထုတ်ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့သူ့စီကနေဘာတွေရအောင်ယူလဲနောက်သူ ਨੇ ဘယ်လိုတူတူသွားမလဲပေါ့เนาะအဲတစ်ချိန်လုံး grief ဖြစ်ပြီးတော့အရင် heavy ဖြစ်နေရလိုးမှုဖြစ်နေရအဲ့လိုမျိုးတော့လည်းမဟုတ်ဘူးပေါ့เนาะဒါပေမဲ့သူ ਨੇ တူတူရှင်းတွဲပြီးတော့ကျမတို့หนีသွားတဲ့အခါမှာဘာတွေဖြစ်မလဲပေါ့เนาะ ဘလို့နေချမလဲအဲ့ဒါလေးကိုဒီမှာပြောပြချင်တာဖြစ်တယ်အဲ့တော့ဒီမှာ dual process model ဆိုတာရှင် dual ဆိုတာကျတော့နှစ်ခုရှင်ပြီးတော့တွားတဲ့ model ပုံစံလေးပေါ့နော်ကျမတို့ရဲ့ emotions ကြီး grief ဖြစ်တယ် grief ရဲ့ဒီ one day ကြေကွဲမှုဥဆွေးတော့ကရောက်မှုသူ့ရဲ့ ဟိုအဲ့ဒီခံစားချက်ကိုကျွန်တော်တို့ process လုပ်မယ်ဆိုလို့ရှိရင်เนาะ process လုပ်မယ်ဆိုလို့ရှိရင်အလုပ်လုပ်ကြည့်မယ်အဲ့ဒါကိုလုပ်ကြည့်မယ်ဆိုလို့ရှိရင်သူကနှစ်ခုသွားနေတာပေါ့เนาะတစ်ခုကဘာလဲဆိုကျွန်တော်တို့ loss ဖြစ်တယ်အဲ့ဒီအတွက်ကြောင့် loss ဖြစ်တယ်သူ့ကိုအဟိုဟာပေါ့ဆုံးရှုံးနေပေါ့เนาะ loss ဖြစ်သွားတယ်တစ်ခုကိုချစ်တဲ့အာလူတယောက်ပျောက်ကွယ်သွားတယ်ကွယ်လွန်သွားတယ်အဲ့ဒီခါမှာ loss ဖြစ်တယ်เนาะအဲ့လိုပျောက်ကွယ်သွားတဲ့ခါမှာအဲ့လို loss ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်စိတ်ထဲမှာ pain တို့ sadness တို့เนาะ ဒါကြီးခံစားရတယ်စိတ်ချမ်းသာခြင်းနဲ့ဝမ်းနေရဆိုတာမျိုးတွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒါကိုဘာလို့ပြန်လုပ်လို့ရလဲဆိုလို့ရှိရင် coping and adapting the restoration လုပ်တယ်ဆိုတာဘယ်လိုလဲဆိုတော့ဒါကိုဘလို့နီးနဲ့ဘလို့ cope လုပ်မလဲဘလို့ဘလို့နီးလန်းနေကိုသုံးမလဲနော်။နောက်တစ်ခုကကြောက် adapting လုပ်တယ်ဆိုတာဘာလို့ဆိုသူနဲ့ကျမတို့သမယိုးဟို familiar ဖြစ်အောင်ဘလို့သွားမလဲပေါ့နော်။ဆိုတော့အဲ့ဒါလေးကိုဟိုသိစေချင်တယ် အဲ့တော့အဓိကဘာလဲဆိုလို့ရှိရင်ဒီဒီ model က model ကြီးတစ်ခုလိုမျိုးကို graph တွေ chart တွေနဲ့စောက်ပြီးတော့ဟိုရှင်းပြမှာမဟုတ်ဘူး။ဒါပေမဲ့ဘာလဲဆိုလို့ရှိရင် loss ဖြစ်တယ်။အဲ့ခါမှာနာကျင်တယ်။အဲ့ခါမှာဘာပြန်လုပ်လို့ရလဲဆိုလို့ရှိရင်ဒါကို adapt လုပ်လို့ရတယ်เนาะဘယ်လိုပုံစံနဲ့သူနဲ့တွဲဝင်မှုရှိအောင်ဒီ grief နဲ့တွဲဝင်လာပြီးတော့နောက်ဆုံးမှာကိုယ်ခံစားချက်တွေပြည့်ရော့သွားမယ်ပေါ့နော်။အဲ့ဒါကိုဘယ်လို cope လုပ်မလဲ cope ပြီးလုပ်မလဲဆိုတာကိုဒီ talk မှာပြောပြမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ လူတွေကပြောကြတယ်လေဘာလဲဆိုလို့ရှိရင်ဒီ grief နဲ့ပတ်သက်ပြီးပြောတယ်ဆိုတော့ဝမ်းနဲ့ကြေကွဲမှုဆိုတာအချင်းအကူစားသွားမှာပါလို့เนาะအဲ့လိုမျိုးပြောတယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်လူတွေကတယောက်နဲ့တယောက်မတူကြဘူးเนาะ grief ကိုလူတိုင်းကခံစားရတာမှန်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ရဲ့ခံစားရပုံချင်းကတော့ဘာဖြစ်တယ်ဆိုမတူဘူးလုံးဝမတူဘူးเนาะအဲ့တော့တော့ပြောလို့မရအောင်တချို့ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်အာအဖွာဆုံးတယ်ပေါ့နော်မိတ်ဆွေတွေမှာတယောက်ရှိရဲ့အဖွာဆုံးတယ် အဖွားဆုံးနေဆိုတဲ့ခါကျတော့သူအရန်ဝင်နေသူအဖွားဆုံးတာအောင်နော်အားဟိုသူတငူငူဒီနဲ့ပေါ့အဲ့လိုမပြီးနိုင်ဘူးပေါ့နော်အလုတ်လေးပါရဲပြက်ွက်တဲ့ဘာညာဆိုတော့အလုတ်ထဲကနော်ဟိုအကြီးပိုင်းရပေါ့နော်ဘာပြောလဲဆိုတော့အမလီအဖွားသေးတာပဲပေါ့နော်အဖွားသေးတာပဲဘာဖြစ်လို့အလောက်ဖြစ်စရာလို့လဲအမေသေးတာမှမဟုတ်တာဆိုပြီးပြောတယ်အစစစကြည့်လေအဲ့ဒါဘလောက်နာကျင်ရလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မတူနော်သူ့စိတ်ထဲမှာ သူ့အဖွားနဲ့သူ့နဲ့ကြားမှာရှိရဲ့ attachment ကဘယ်လောက်အထိကြီးလဲဆိုတာကိုရီးယားမသိနိုင်ဘူးเนาะအဲ့တော့သူ့အမေစုံလို့ရှိရင်တော့သူ့ကိုကျမငိုမှာဒါပေမဲ့သူ့အဖွားစုံတဲ့အတွက်ကြောင့်သူ့ကိုငိုတယ်ဆိုတာသူ့ဘူဘရဝန်းနေလို့ပေါ့နော်ပို့ပြီးတော့ဝမ်းနေလို့ပို့ပြီးတော့လည်းအဖွားနဲ့ပို့ပြီးတော့ရင်းနှီးမှုရှိလို့ပေါ့နော်ဒါတွေကဒီလိုမျိုးပြောလို့ရတယ်ဟိုအဲ့ဒါကြောင့်မလို့သူနဲ့ကိုယ်နဲ့ကဘလို့မှမတူနိုင်ဘူးနော် ခံစားရတဲ့ဝန်ထဲကြည်ကွင်းမှုဆိုတော့လူတိုင်းခံစားရဟုတ်တယ်ဒါပေမဲ့တယောက်နဲ့တယောက်ခံစားရပုံစံနဲ့မတူညီသလိုအချိန်တွေပေါ့နော်ဒီ grief ကိုကြော်ဖြတ်သွားတဲ့ပုံစံတွေနဲ့အချိန်တွေရလည်းမတူညီကြအောင်နော်အဲ့တော့တချို့ဆိုလို့ရှိရင်မြန်မြန် move on လုပ်နိုင်တယ်ဘဝမှာနော်အဲ့လိုမျိုးရှိတယ်တချို့ကြတော့မပြီးဘူးဥပမာထားလိုက်ပါတော့အဖေဆုံးတယ်ပေါ့နော်အဖေဆုံးတယ်ဆိုတယောက်ကအဲတလားနလားလောက်နဲ့ သူက move on လုပ်သွားပြီเนาะသူလုံးစီရရှိရတယ်သူလုံးနိုင်နေပါ냐ဒါပေမဲ့နောက်တစ်ယောက်ကကြတော့ဘာဖြစ်လဲဆိုရင်အဖေချုံးတယ်ဒါပေမဲ့၄နှစ်လောက်အထိမဖြည့်စီနိုင်ဘူးဆိုတော့လူလည်းရှိတာပဲเนาะကျွန်တော်တို့ဆိုလို့ရှိရင် workshop တွေမှာဆိုလို့ရှိရင်အများကြီးတွေ့ရတယ်အထူးသဖြင့်ဒီ region တရားနဲ့ပတ်သက်တယ်เนาะကွယ်လွန်နေကိစ္စတွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဟိုတွေကြုံရလဲဆိုခဏခဏအဲ့လိုမျိုးမေးကြတာပေါ့เนาะရင်ဖွင့်ကြတယ်ဘာညာဆိုလို့ရှိရင် ဘာတွေကိုတွေ့ရလဲဆိုအလိုနောင်တရတာပြောဖို့စကားတွေကြံနေတာเนาะအဲ့လိုမျိုးတွေအများကြီးတွေ့ရတယ်เนาะအဲ့တော့ဟိုလူလူကြီးတွေဖြစ်ပေမဲ့တည်းဒီ grief ကိုဟိုခုတ်မလုံးနိုင်သေးဘူးဆက်ပြီးတော့အဲ့ဒီမှာလူဖြစ်နေတယ်ဒီဟိုနော်နောင်တရတာတွေမပြောလိုက်ရအောင်မလုပ်ပေးလိုက်ရအောင်အဆရှိသဖြင့်ပေါ့နော်ဒီလိုအရာတွေနဲ့သွားပြီးတော့ချိတ်ဆက်ပြီးတော့နော်အဲ့လိုမျိုးတွေငါကျင်နေတယ်ဆာဖရင်ဖြစ်နေတယ်သူတွေလည်းအများကြီးရှိရပါတယ်နော် ဲ့တော့ကျမတို့ကပြောလို့မရဘူးခလေးမလို့ထားအောင်မခံစားနိုင်ဘူးလို့လူကြီးဆိုရင်ပိုခံစားနိုင်ရမှာပေါ့လို့အဲ့အရာကဘာမှပြောလို့မရဘူးအဲ့တော့ grief နဲ့ပတ်သက်ပြီးတော့မှားနေတဲ့အယူအဆတွေဆိုလို့ရှိရင်အဲ့အရာတွေကဘာတွေလဲဆိုတော့ခုနပြောသလိုပေါ့အချိန်ကပူစားသွားမှာပါလူတိုင်းကပြောလို့မရဘူးဘာလို့လဲဆိုတော့အဲ့ဒါကတချို့ကမြင်တယ်တချို့ကမမြင်ဘူးနော်ပြီးတော့ဘသူစုံးလို့နော်ခွေးလေးကြောင်လေးစုံးလို့ဆိုပြီးတော့နော်ညဝဲမနေတဲ့ုံလည်းပြောလို့မရအောင်နော်ခွေးကြောင်ကသူ့အတွက်နော် life companion တယောက်လိုမျိုးအရေးကြီးနေရဆိုသူပို့ပြီးတော့ကြေကွဲဝင်နေမှာပဲเนาะကျွန်မအခုပဲခုနပဲကျွန်မအပွဲတစ်ခုကနေပြန်လာတယ်အဲ့မှာကျွန်မတို့အဲ့လို discussion တွေပါတွေလုပ်ကြတော့ကျွန်မနဲ့တော်ဝိုင်းနေကြရဲကျွန်မတို့ group ပေါ့เนาะအဲ့ group ထဲမှာတယောက်ကပြောရဲဘာလဲဆိုဒီ group နဲ့ပတ်သက်ပြောရဲပြောတာဘာလဲဆိုလို့ရှိရင်သူကတဲ့သူ့ခွေးလေးပေါ့เนาะသူ့ခွေးလေးက16နှစ်တဲ့เนาะ16နှစ်ထိနေသွားတာအသက်16နှစ်ထိနေသွားတာအဲ့တော့အဲ့ခွေးခွေးလေးဆုံးသွားတာဆို3နှစ်ရှိပြီတဲ့เนาะဒါပေမဲ့ သူ့စိတ်ထဲမှာကြံနေတော့မယ်အဲ့တော့နောက်ထပ်တကောင်ထပ်မွေးလို့မရသေးဘူးတဲ့ဆိုပြီးတော့သူပြောတာเนาะအဲ့တော့ဒါကသူများနားထောင်နေဆိုတော့ရဲခွေးသေးတာပဲဘာဖြစ်အဲ့လောက်ထိဖြစ်စရာလိုလားဆိုပြီးမယ်သူ့အတွက်ကတော့16နှစ်လောက်အထိနေခဲ့ရဆိုရဲခွေးလေးကသူ့အတွက်သားသမီးလိုလည်းဖြစ်ဖြစ်မယ်အဲ့လိုသဘောမျိုးပေါ့เนาะဆိုတော့လူရတယောက်နဲ့တယောက်ခံစားရရတယ်ရလေမတူညီကြအောင်เนาะအဲ့တော့ကျမတို့စီမှာတည်ဆုံးခြင်းနဲ့ပတ်သက်ပြီးတော့ကျမတို့အမျိုးစုံကြုံရတဲ့ခါတွေပေါ့เนาะဒါတွေရှိအဲ့တော့ကျမ အဲကျမအကြောင်းလေးကိုပဲကျမပြောပြခြင်းနဲ့ကျမကတော့ကျမထုတ်တင်နားထောင်နေကြဆိုလို့ရှိရင်လည်းသိမှာပဲဗာလေးဆိုလို့ရှိရင်ကျမ story ရေပြောတာများတယ်เนาะကျမစီမှာအဲ့လိုအရင်မှတ်မှတ်သားစရာအဲ့လိုမျိုးတွေတော့အများကြီးမပါဘူးဒါပေမဲ့ story ရေပြောရင်းနဲ့ပဲဗာဖြစ်တယ်ဆိုအဲ့ထင်ရနေပြီးတော့ကျမတို့ဟိုရသွားတဲ့အရာတွေရှိပို့ပြီးတော့မှတ်မိပို့ပြီးတော့စွဲရပေါ့เนาะအဲ့လိုသဘောမျိုးအဲ့တော့ကျမ story ရေအများကြီးထည့်ပြောရယ်ကျမရဲ့ life process တွေပေါ့เนาะကျမဒီလိုအစ်စ်နေကိုကျမဘယ်လိုမျိုးဖြတ်ကျော်ခဲ့လဲเนาะဒီဟာတွေကိုကျမပြောတာများ ဲ့တော့ဒီမှာပြန်ပြီးစဉ်းစားကြည့်ရပေါ့ဒီ grief နဲ့ပတ်သက်ပြီးတော့ဟိုပြောရမယ်ဆိုလို့ရှိရင်အနောက်ကနေစပြီးတော့ပြောရမလားအရှေ့ကနေစပြီးတော့ပြောရမလားပေါ့နော် backward လို့ရမလား forward လို့ရမလားဆိုတာအဲကျွန်မစဉ်းစားရနော်အဲ့တော့ကျွန်မဘာဘယ်ကနေစပြီးတော့ပြောခြင်းနေဆိုလို့ရှိရင်ဒီဟိုးအချိန်ပေါ့နော်ကျွန်မပထမအဦးဆုံးကျွန်မရဲ့ဘဝမှာစပြီးတော့အဲဒီ တည်ခြင်းတရားကိုကျွန်မစပြီးရင်ဆိုင်ရတဲ့အချိန်ပေါ့အဲ့ဒါလေးကိုကျွန်မပြောချင်တယ်အဲ့တော့အခုကျွန်မပြောတဲ့အချိန်မှာလည်းတော့ကျွန်မပြောတာကနားထောင်နေနေပဲကိုလဲလိုက်ပြီးတော့စဉ်းစားစီချင်တယ်နော်ကိုရောဘယ်တော့ကနော်တည်တယ်ဆိုတာကိုကိုွယ်လွန်နေဆိုတာနော်ကိုချစ်တဲ့သူတရားကိုွယ်လွန်နေမရှိတော့ဘူးထွက်ခွာသွားတယ်ဘယ်တော့မှသူနဲ့ပြန်မတွေ့ရတော့ဘူးနော်ဘယ်အရွယ်မှာစပြီးတော့ကိုကအဲ့ဒါကိုအဲရှင်းဆိုင်ခဲ့ရလဲပေါ့နော်အဲ့တော့ကျွန်မမှတ်မိတလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်မအဲ့တော့က၄နှစ် လောက်ပဲရှိုံမယ်ကျွန်တော်လူလူတက်တဲ့အချိန်ပေါ့နော်ကျွန်တော်အသက်၄နှစ်လောက်ပဲရှိုံမယ်အဲ့တော့အဲ့ဒီအချိန်အဲ့ဒီအချိန်မှာကျွန်တော်တို့အိမ်မှာခွေးတကောင်ရှိရယ်နော်အဲ့ဒီခွေးကဘုံနီရဲ့ကျွန်တော်သူ့ကိုကိုဘုံနီလို့ခေါ်ရတယ်နော်သူကကျွန်မတဲ့အသက်ကြီးအောင်အဲ့တော့ကျွန်မမွေးနေ့လုပ်တဲ့တရက်မှာဘာဖြစ်လဲဆိုလို့ရှိရင်သူကတော်တော်နေမကောင်းဖြစ်တယ်ဖုန်းဖုန်းနေကြွားတယ်ဆိုတဲ့အခါကျတော့သူ့ကိုအာဖုန်းကြီးနဲ့လွတ်တဲ့နေရာပေါ့နော်အဲ့နေရာမှာသူ့ကိုသွားပြီးတော့ ပို့ထားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုဘုန်းကြီးတရားနာပြီးတော့အကုန်လုံးအနောက်ကိုကြည့်လိုက်တော့သူကဘာဖြစ်လဲဆိုမေးလေးတင်ပြီးတော့စုံနေတယ်နော်ဘုန်းကြီးကစုံနေအဲ့တော့ကျွန်မမှတ်မိရတော့ဘာလဲဆိုသူ့ကိုအလိုဂုံဒီအိတ်တွေပါနေထုတ်ပြီးတော့ဟိုခေါ်သွားတယ်ပေါ့နော်အဲ့ခါကျတော့ဖြစ်မလို့ပေါ့လေအဲ့လိုမျိုးလုပ်တဲ့ခါကျကျွန်မပါမှတ်မိလိုက်လဲဆိုတော့ကျမအဲ့လိုငိုတယ်ငိုပြီးတော့ကျမပြောတယ်ဗောကုကုဘူးညိုပြန်ခေါ်ပေးဗောဘာဖြစ်တာလဲဆိုတော့ကျမအဲ့လိုမျိုးပြောတယ်ဒါကျမရဲ့ဘုံကမှာပထမဦးဆုံးပထမဦးဆုံးသိတယ်ဆိုတာကိုသိတာပဲ တည်ရဆိုတာတည်ရသူပြန်မလာတော့ဘူးသူလည်းမတွေ့ရတော့ဘူးဆိုတာကိုပထမဦးဆုံးစပြီးတော့တည်ရတာပေါ့နော်အဲ့ပြီးရဲ့ခါမှာကျမအဖိုးဆုံးနေအစရှိတဲ့နော်အပွားဆုံးနေအိမ်ကဒီမိသားစုဝင်နေပေါ့ family member တယောက်ပြီးတယောက်ထွက်ခွာသွားတယ်အဲ့ဒီမှာအရင် obvious ဖြစ်တာတခုပေါ့နော်အဲ့ဒါတခုကတော့ဗာလဲဆိုကျမအဖေကြီးဆုံးတာနော်ကျမအဖေဆုံးတော့ကျမက16နှစ်ရှိပြီအဲ့ဒီခါကျတော့ဗာဖြစ်တယ်ဆိုအဖေဆုံးမှာမှာမဆုံးခင်မှာလဲကျမတို့ ကတိနေတယ်။ဘာတိနေလဲဆိုသူသွားတော့မှာပဲဆိုတော့တိနေတယ်။သူပြန်ပြီးတော့မကောင်းနိုင်တော့ဘူးပေါ့နော်။အဲ့ဒါကိုလည်းကျမတို့တိနေတယ်။အဲ့တော့အဖေဆုံးတာအဲ့တော့သူမဆုံးခင်အချိန်မှာခံစားရတဲ့အပူကြီးတစ်ခုပေါ့နော်။အပူလိုင်းတစ်ခုပေါ့နော်။ပြီးတော့သူဆုံးသွားတဲ့အခါမှာတော့ဘာတွေဆက်ပြီးတော့ဖြစ်လဲ။အဲအဲ့လိုသဘောမျိုးပေါ့နော်။အဲ့တော့အဖေဆုံးတာကတော့ဘာဖြစ်လဲဆိုရင်ဘဝမှာ obvious ဖြစ်တယ်เนาะတကယ်သူသိသိတာတင်းတင်းရှားရှားပြောင်းနေသွားတဲ့အပြောင်းလဲတစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ အဖေဆုံးတဲ့အချိန်ကစပြီးတော့ကျမကလူကြီးအသုံးပုံတပုံတော့ကျမလူကြီးဖြစ်သွားတယ်အိမ်မှာနော်ကျမသုံးပုံတပုံတော့လူကြီးဖြစ်သွားတယ်သူနေမကောင်းရင်အချိန်ကလေးကဟိုဟိုဆေးရုံကိစ္စဟိုတော့လာတာလာတာအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြီးလည်းလိုက်လှုပ်ပေးရတယ်အဲ့လိုမျိုးပေါ့အဲ့တော့သူမရှိရတဲ့အခါမှာကျမကသုံးပုံတပုံတော့လူကြီးဖြစ်သွားတယ်ဘာတွေလုပ်ရလဲဆိုလို့ရှိရင်အဖေလုပ်ရတဲ့ကိစ္စတွေအကုန်လုပ်ရပါတော့နော်အိမ်မှာယောက်ျားလေးတယောက်လုပ်ရတဲ့အလုပ်တွေမှလည်းကျမအကုန်လုပ်ရတယ်အဲ့တော့ ကားမောင်းတာကားပြင်တာနော်မီးလုံးလဲတာနော်အဲ့လိုမျိုးဟိုတခုပစ္စည်းတခုပြက်တယ်ဆိုရှင် ကြည်ရတာအဲ့လိုမျိုးပေါ့ဟိုလူသွားခေါ်ရတာအစရှင်ရှင်ဘိန်းပေါက်လို့ရှင်ဘိန်းလဲရတာအဲ့ဒါတွေကအစအကုန်လုံးဘာဖြစ်လဲဆိုကျွန်မလုပ်ရတယ်ယောက်ျားလေးလူမျိုးပဲပေါ့လုပ်ရတယ်ဘယ်သူမှလည်းမရှိဘူးကိုပဲရှိတာဆိုတော့အဲ့တော့အဲ့ဒါကပါလဲဆိုရှင်အဖေဆုံးသွားတဲ့အခါမှာဖြစ်တာ နော် ပြီးတော့နောက်တစ်ခါကျတော့အဖွားဆုံးတယ်အဲ့အဖွားကျတော့ဗာလဲဆိုရင်ကကျမတို့ပြောရမယ်ဆိုဟိုရွှေတောင်ကြီးပြိုသွားတယ်လို့ကတော့ပြောသလိုပေါ့နော်တကယ်ဟို family ရဲ့မှာဟို finance အရာလဲနော်ဒီငွေကြေးကိစ္စတွေမှာလဲတကယ်ဟို manage လုပ်ပေးနေတဲ့အဖွားနော်အဲ့အခါကျတော့သူမရှိရတဲ့အခါကျတော့တကယ်ပဲအဲ့ရွှေတောင်ကြီးပြိုသွားသလိုမျိုးပဲဖြစ်တာအဲ့လိုမျိုးကလည်းအကျွေး အကျွေးကြီးယူမိတယ်เนาะပြဿနာတွေတက်တယ်ဟာတင်မလားစာချုပ်စာရင်းတွေမှားဟိုရှိနေနေပြောရအဲ့လိုအမှုခင်းနေဖြစ်မလို့ဖြစ်ပေါ်အဲ့လိုမျိုးတွေဖြစ်တယ်เนาะအဲ့တော့ဘာဖြစ်လဲဆိုတော့သူဆုံးသွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျမကခုနကတုံးပုတ်ဘုံတော်လူကြီးဖြစ်တယ်ဆိုတာနေဘာဖြစ်သွားလဲဆိုလုံးဝလူကြီးဖြစ်သွားတယ်เนาะ100%ကျမလူကြီးဖြစ်သွားအိမ်မှာအကုန်လုံးကျမလုပ်ရတယ်အဲ့ပြဿနာတွေအကုန်လုံးကျမလိုက်ဖြေရှင်းရတယ်เนาะတော့အဲ့တော့ဆိုလို့ရှိရင်အသက်ဆိုလို့ရှိရင်25ပေါ့နော်25 26တော့ပဲကျွန်မရှိသေးတယ် ဆိုတော့ဒါပေမဲ့အကုန်လုံးလူကြီးဖြစ်သွားတယ်နော်အဲ့တော့ဘာလဲဆိုရင်ဒါရီအကုန်လုံး grief တွေပဲနော်နောက်ပြီးတော့ကျွန်မဘဝမှာနော်ကြုံကူတာတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်တငယ်ချင်းပေါ့နော်ကျွန်မတငယ်ချင်းဆုံးတာကျွန်မနဲ့တူတူငယ်ငယ်တည်းကဟိုဘက်ဒီဘက်ဘေးနားမှာနော်ထိုင်ပြီးတော့ဟိုဟာလောက်တဲ့တူတူထိုင်နေတဲ့တငယ်ချင်းပေါ့နော်အဲ့ဒီတငယ်ချင်းဆုံးတာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲနော်ဘဝမှာပထမအဦးဆုံးပေါ့နော်ကိုယ်နဲ့တက်တူရတဲ့တငယ်ချင်း ဆုံးတယ်အဲ့တော့ तू မဆုံးခင် तू ကစင်ကာပူမှာဆုံးလာအဲ့တော့ तू မဆုံးခင်ကျမစင်ကာပူရောက်တဲ့အခါကျတော့ကျမသူ့စေယုံနေတိုင်းသွားကြည့်ရယ် तू तू ကကိုမဖြစ်နေပြီအဲ့ချိန်မှာနော်ကိုမဖြစ်နေပြီဘာမှမမှတ်မိတော့ဘူးနော်ဟိုတွေးလို့ရှိရင်အများဆုံးပြူးကြည့်ရယ်ပြီးလို့ရှိရင်လက်ကလေးလှုပ်ပြရယ်လက်ထဲကိုဘောပင်လေးထည့်ပေးတိုင်းထောက်ဆိုဘောပင်လေးကလွတ်ကျသွားပြီးတော့ तू လည်းလုံးဝအိပ်ပျော်သွားအောင်နော် तू အဲ့လိုနာရာကြီးဖြစ်တဲ့အခါကျတော့ तू 8 sedative တွေပေါ့အဲ့ဒါတွေပေးထားတဲ့အခါကျတော့အဲ့တော့အဲ့တငယ်ချင်းဆိုရင်လည်းအဲ့လိုပဲကျွန်မဒီနေ့ပြန်မယ်ဆိုလို့ရှိရင်အဲ့နေ့မနေ့အထိကျွန်မသူ့ရဲ့ ICU ရဲ့ကိုကျွန်မတွားကြည့်နေတော့မယ်နော်တွားကြည့်ရယ်သူ့အရင်ချက်တာလေကျွန်မနော်အခုပြောရင်းနေတော့မှကျွန်မသူ့ကိုသတိရတယ်အဲ့အချိန်လေးကိုလေနော်သူ့ကိုကျွန်မစာလေးရေးရယ်ကျွန်မအဲ့လို cut လေးပေါ့စိတ်အောင်မှ cut လေးဝယ် cut လေးမှစာရေးရယ်ဗာရေးလဲဆိုတော့နင်ပြန်လာခင်တော့ငါတို့စောင့်နေရယ်နော်နင့်ကို နေမပါရဲနဲ့ငါတို့ဘာမှမလုပ်ဘူးเนาะအဲ့ဒါမျိုးတွေပေါ့ကျွန်မအဲ့ဒါလေးရေးတယ်ပြီးရင်ကျွန်မပန်းအိုးလေးထားပေးတယ်ပေါ့เนาะအဲ့လိုမျိုးလေးကျွန်မသူ့ကိုလုပ်ပေးရလုပ်ပေးရဒါပေမဲ့အဲ့နေရာတော့နောက်ဆုံးပေါ့လေကျွန်မပြန်မယ်ဆိုရင်နေ့မှာမပြန်ခင်မနဲ့မှာတော့မှကျွန်မသူ့စီကိုပြေးလိုက်သေးတယ်ဘလို့ဝဲဖြစ်ပေါ့เนาะသူဟိုတခုမြပြောချင်လားပေါ့အဲ့လိုမျိုးတော့မှဖြစ်တယ်เนาะဒါပေမဲ့ဘာဖြစ်လဲဆိုတော့မတွေ့ခဲ့ရပါဘူးနောက်ဆုံးမှာပဲเนาะနောက်ဆုံးမှာပဲဘာမှ အဲနောက်ကျွန်မပြန်ရောက်ပြီးတော့တစ်လနှစ်လလောက်ထိသူအဲ့လိုပုံစံနဲ့ဆက်သွားနေသေးတယ်။အရင်နာကျင်ရတယ်နော်။အဲ့ဒီခါကြီးကိုပြန်စဉ်းစားကြည့်လို့ရှင်လေ။အဲ့ဒါဘာဖြစ်လဲဆိုတော့ဆုံးသွားတာပဲ။နော်အဲ့တော့အဲ့မှာလဲဘာလို့တိရတိရလဲဆိုတငယ်ချင်းတွေခွဲခွာသွားရတဲ့အတွက်တငယ်ချင်းတယောက်ခွဲခွာသွားရတဲ့အတွက်ကိုဘလို့ခံစားရနေရဆိုတဲ့ဟာပေါ့။အဲ့ဒါလေ grief ပဲ။နော်တကယ်ကိုအရင်ဒီဖြစ်တဲ့ဟာမျိုးပေါ့နော်။နောက်တစ်ခုကကျတော့ကျွန်မအခုလောလောလတ်ဆိုလို့ရှင်ကျွန်မအမျိုးသားဆုံးတာတော့နှစ်နှစ်ပဲရှိသေးတယ်။ နော်နှစ်နှစ်ဆိုတော့အခုပဲအာဟိုသူဆုံးတာ August 23ကပေါ့နော်ဆိုတော့အခု30 30အခုဒီနေ့က31စ်နော်31စ်ဆိုတော့ဒါတစ်ပတ်တစ်ပတ်နှစ်နှစ်နဲ့တစ်ပတ်အထိရှိရဲ့အချိန်ပေါ့နော်အဲ့တော့ပြီလွန်ခဲ့တဲ့နှစ်နှစ်တော့ဆိုလို့ရှိရင်ဒီအချိန်မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဟိုအရင်ထောင်းနေတာပေါ့နော်လူကအဲ့လိုမျိုးဖြစ်တယ်အဲ့တော့အဲ့ဒါကလည်းဟိုကျမတို့တာသမီမရှိဘူးတာသမီမရှိရတဲ့အတွက်ကြောင့်မသိဘူးဒါပေမဲ့ အဲတချို့ရေသူပြောကြတယ်လေလောကမှာနော်ဒီလင်းအပူနဲ့သားအပူဆိုတာအဆိုးဆုံးဆိုတော့ပြောတယ်လင်းဆိုတော့ဒါကိုယ့်ရဲ့ life partner ကိုကိုစားပြုတာပါကိုယ့်ရဲ့ life partner ကြီးဆုံးသွားတယ်နော်ကိုယ့်ရဲ့သားသမီးပေါ့နော်အဲ့လိုဆုံးသွားတယ်ဆိုရဲအပူကဘာနဲ့မှနှိုင်းလို့မရဘူးအရင်ပူတယ်ဆိုတာနော်အဲ့ကိုကတော့သားသမီးနဲ့မရှိဘူးအဲ့အတွက်ကြောင့်တော့မသိဘူးဒါပေမဲ့ဘာလဲဆိုတော့ဟုတ်တယ်ကိုယ့်ရဲ့ life partner တယောက်ကကိုယ့်ကိုလုံးဝခွဲခွာသွားတယ်ဆိုရဲအချိန် နော်သူခွဲခွာသွားတယ်ဆိုတော့ဒီအဲ့လိုသူမမခွဲခွာခင် အချိန်ပေါ့အဲ့လိုအချိန်မှာဘာအရင်ဖြစ်လဲဆိုလို့ရှိရင်လေအဲ့အချိန်တွေကကျွန်မသူ့ကိုလွမ်းနေပြီပြောရမယ်ဆိုအဲ့အချိန်မှာတည်းကကျွန်မသူ့ကိုကျွန်မတည်ရလေသူသူမရှိနိုင်တော့ဘူးဆိုတော့ကျွန်မတည်ရနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အချိန်တွေကကျွန်မရဲ့ grief ကစတယ်အဲ့တော့ grief ဆိုတာလေတေဝါမှာစတာမဟုတ်ဘူးเนาะမဆုံးခင်ကလေးကအဲ့ grief ကစနေရเนาะအဲ့တော့ तू ကနှစ်လလောက်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်အ နှစ်လလောက်ကတော်တော် decline ပေါ့အကုန် down trend ဒီလိုမျိုးကြာသွားဒါပေမဲ့လုံးဝ bed ridden ဖြစ်သွားတယ်အဲ့ရပေါ့လုံးဝရောက်သွားတယ်ဆိုတာက၅ဘတ်ပေါ့နော်၅ဘတ်5 weeks 5 weeks ကတော့အဆိုးဆုံးပဲအဲ့မှာအဲ့လိုမျိုးဖြစ်တာနော်အဲ့တော့အဲ့အဲ့ဒီနှစ်လနော်အစရတိပီးသားဒီယောဂစဖြစ်ကလေးကတစ်ချိန်ချိန်တော့ဓာတ်ရုံရမယ်ဆိုတာလေတိပီးသားဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့နောက်ဆုံးနှစ်လမှာတော့ ကျမရဲ့ emotion တော့နော်ကျမရဲ့စိတ်ခံစားမှုတွေအကုန်လုံးဘာဖြစ်လဲဆိုလို့ရှိရင်တကယ်ကိုဆွဲဆွဲညစ်ထားသလိုပဲတနေ့တနေ့ကိုလိုးလာလို့ရှိရင်နော်နှလုံးသားတွေဆွဲညစ်ခံထားရသလိုမျိုးခံစားရတယ်အဲ့လိုမျိုးအဲ့တော့ grief ကဘာဖြစ်လဲဆိုအဲ့ခရေရစား grief ကဟိုတိမ်မစားတာနော် အဲ့တော့ဒါ many phases of grief ပဲကျမတို့ရအခုဒီအဲမှာပြောဟိုကျမပြောနေအောင် down လိုက်တာလို့မထင်သေးခြင်းဘူးเนาะဘာလို့လဲဆိုတော့ဒီ grief အကြောင်းပြောရမယ်ဆိုဒါတွေပဲပြောရမှာအဲ့အတွက်ကြောင့်ကျမအခုဒီစာအုပ်ကလေးလေးဖတ်နေရเนาะဒီစာအုပ်ကလေးเนาะဒါ Julia Samuel ရေးထားတဲ့အဲ့ဒီ grief work ဆိုရဲစာအုပ်ကလေးဆိုတော့အဲ့မှာဆိုရင် तू အဲ့ဒီ many phases of grief ကို तू ပြောပြထားတယ်ဘာလဲဆိုတော့ အဲ life partner ဆုံးလို့ရှိရင်ဘယ်လိုဖြစ်လဲတငယ်ချင်းဆုံးရင်ဘယ်လိုဖြစ်လဲမောင်နှမဆုံးရင်ဘယ်လိုဖြစ်လဲဘာသမီးဆုံးရင်ဘယ်လိုဖြစ်နောက်ဆုံး naughty pet လေးတွေပေါ့ဟိုအိမ်ဝိဒိဆန်လေးဆုံးရင်အစားဘယ်လိုဖြစ်လဲဆိုတာလေးအပိုင်းပိုင်းပိုင်းနဲ့ခွဲပြီးတော့ case study ပေါ့နော်အဲ့လိုမျိုးသူလုပ်ထားတယ်ကျမလည်းစာအုပ်တအုပ်ရေးရှင်တယ်အဲ့အတွက်ကြောင့်မို့ကျမဒီစာအုပ်ကလေးကို reference ယူပြီးတော့ကျမဖတ်နေဘာလို့လဲဆိုတော့ကျမလေအဲ့ဟိုကျမနဲ့ဒီနေ့အောင်မှကျမပြောဖြစ်သေးတယ်ကျမနဲ့နိုင်ငံသားလူမိတ်ဆွေတယောက်ပေါ့နော်သူနဲ့ကျမစကားပြောရင်းနဲ့သူက ကျွန်မမေးနင်းရပါရေးတာလေတဲ့အဲ့ဒါဆိုကျွန်မပြောတယ်ငါရေးတာလို့ငါ self help တည်ရေးတာများတယ်အဲ့လိုဇလန်းနေလည်းငါရေးပါတယ်ဒါပေမဲ့ငါအများအဖြစ်ရေးတာတော့ self help တည်များတယ်ဆို self help တည်ကပြောမယ်ဆိုလို့ရှိရင်ဟိုစိတ်ကိုလေကျွန်မဆိုရင်တော့အရင်ရေးတယ်ကျွန်မရေးရစားတယ်ဆိုအရင်တက်ကြွတယ်ပေါ့အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့စိတ်နည်းနည်းကြည်လာတော့တက်ကြွရတာလည်း ဟိုမရေးဖြစ်တော့ဘူးကိုလည်းအဲ့တော့တက်သွားရတဲ့မှာမပါတော့ဘူးဒါပေမဲ့ဒီအရွယ်မှာကျမတို့အရင်ကြည့်တာဘာလဲဆိုငြိမ်တာပေါ့နော်တည်ငြိမ်မှုတစ်ခုပေါ့အဲ့ stability တစ်ခုကိုကျမထိန်းထားတယ်အဲ့ဒီစိတ်နယ်ပဲကျမရေးတော့ဟိုစာရီကငြိမ်နေပေါ့အဲ့လိုမျိုးသဘောမျိုးဖြစ်တာတရင်တက်ကြွားတဲ့ဟာကြီးတော့မပါတော့ဘူးဒါပေမဲ့အခုချိန်မှာကျတော့ဘာစဉ်းစားလာလဲဆိုလို့ရှိရင်နော်ကျမအဲ့ဒီဟို down နဲ့အချိန်ပေါ့လူတွေ down နဲ့အချိန်မှာဖတ်ဖို့မလိုဘူးလားဆိုတော့ကျမစဉ်းစားတယ် နော်ဘုဆိုလူရဲ့ဘိုးဟိုဘဝမှာဘလို့နေမယ်ပျော်ရွှင်မယ်ရှင်းသက်မယ်ဟိုပတ်စံနေရှာမယ်အလုပ်တွေလုပ်မယ်အဲ့လိုမျိုးပေါ့အဲ့လိုအဲ့ဒီ trend နဲ့ပဲကျမတို့သွားကြတာများတယ်နော်အတက်နဲ့ပဲအဲ့လိုစိတ်ကြီးနေပဲကျမတို့သွားနေရပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့တကယ်တမ်းမှာဘုံဆိုပြောပေါ့နော်မမျော်လင့်တဲ့အခြေအနေတွေကြုံရတယ်နော် accident ဖြစ်တာပါအဲ့လိုမျိုးအဆရှိနေပေါ့ something like that မကောင်းတာတွေကြီးပဲပြောရမယ်ဆိုရင်နော်အဲ့တော့အဲ့လိုမျိုးတွေကြုံရလို့ရှင်ဘာဖြစ်လဲဆိုရှင်သူတို့ဘလို့ cope လုပ်ရမလဲဆိုတာမသိကြဘူးနော် အဲ့တော့ جماعه 2021ခုနှစ်လည်းကြာပြီเนาะ2021ခုနှစ်ဆိုတော့လေးနှစ်ကျော်သွားပြီ2021ခုနှစ်မှာ جماعه ရဲ့အမျိုးသားစပြီးတော့ diagnose ဖြစ်တယ်အဲ့ဒီယောဂအဲ့လိုအဲ့လိုဖြစ်ပြီးစိတ်ကူးရတော့မယ်เนาะဒီယောဂကြီးပြန်လဲမရှိဘူးအကုန်လုံးသာစွန့်လွတ်ပြီးတော့လုံတော့ဆိုပြီးတော့အဲ့ဒီ mindset ကြီး جماعه စီမှာရောက်လာတဲ့အချိန်ကစပြီး جماعه အဲ့ဆောက်ကို prepare လုပ်တာ prepare လုပ်တော့ جماعه ဗာလဲဆိုတော့ جماعه ဒီမှာ notebook တွေရှိရယ်เนาะ အဲ့ notebook တွေမှာကျွန်မနေ့တိုင်းနေ့တိုင်းနေ့တိုင်းမှာကျွန်မရေးခဲ့တဲ့ခံစားချက်တွေတော့အဲ့ဒါတွေရှိတယ်။ဆိုတော့ကျွန်မကျွန်မရည်ရွယ်ချက်ကဘာလဲဆိုတချိန်ကျလို့ရှိရင်ငါအဲ့ဒါကိုရေးမယ်ဆိုပြီးတော့ကျွန်မလုပ်တာ။ဒါပေမဲ့ကျွန်မအဲ့ဒီစာအုပ်ကိုအဲ့ဒီဟာကျွန်မကျွန်မအထက်လိုက်ရှိရဲ့အဲ့ဒီအဲ့ဒါတွေကိုကျွန်မမဖွင့်နိုင်ဘူးအဲ့လိုဖြစ်တာ။ဒါပေမဲ့အခုတော့ကျွန်မစပြီးတော့ဖွင့်နေပြီ။နည်းနည်းပါဖွင့်ပြီးတော့အဲတပုံးတပုံးလေးကျွန်မစပြီးတော့ရေးနေပြီပေါ့နော်။အဲ့လိုမျိုးကျွန်မလုပ် Facebook မှာတော့ကျွန်မအဲ့ဒါတွေမတင်ထားဘူး။ဆိုတော့အဲ့တော့ anyway ဘာလဲဆိုတော့ အားမရှိနေတာအဲ့ဒီအဲ့ဒါကြီးအဲ့ဒီ subject ကြီးကိုခြင်လိုက်ရဖို့ကျွန်မကိုယ်၌ကအားမရှိနေတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒါကရေးတဲ့နယ်လို့ထင်တယ်ဘာဖြစ်လို့